ားလုံးပဲမင်္ဂလာပါဗျ The Fool ဆိုတဲ့ Tarot ကတ်လေးကိုတော်တော်များများတည်ပြီးကြပြီဖြစ်မယ်ထင်ပါတယ်ဒီကတ်လေးကကတ်အားလုံးရဲ့ပထမဆုံးကတ်လေးဖြစ်တယ်လို့နောက်ဆုံးကတ်လို့ပြောရင်လည်းမမှားပါဘူး Numerology မှတ်သားအနေနဲ့0ဖြစ်နေတဲ့ဒီကတ်ဆိုရင်အခရပညာမှာဆိုရင်လဲဖို့ထိုးဖို့ရာရွှေဖြစ်လာဖို့စတင်ထည့်လိုက်တဲ့ခဲတတ္ထုအဖြစ်သတ်မှတ်ကြပါလေ0 to hero ဆိုတဲ့စကားလုံးတိုင်းပဲဘာမှဆုံးချုံစရာမရှိခြင်းဟာအရာရာပိုင်ဆိုင်မှု စ조사ခြင်းအတွက်အစဖြစ်တယ်ဆိုတဲ့နမိတ်တစ်ခုကိုပြောချင်တာပဲဖြစ်ပါတယ်။နောက်ခံရောင်အဝါရောင်ဖြစ်နေခြင်းဟာပျော်ရွှင်ခြင်းနဲ့ယုံကြည်သက်ဝင်ခြင်းထင်သာမြင်သာရှိခြင်းနဲ့လွတ်လပ်ခြင်းကိုကိုစားပြုတာပဲဖြစ်ပါတယ်။ဒီတာရော့ကတ်ဟာလွတ်လပ်ခြင်းနဲ့တော်လပုံကံခြင်းကိုကိုစားပြုတဲ့ Uranus ဂျိုရဲ့နမိတ်ပုံတစ်ခုလို့ပြောရင်လည်းမမှားပါဘူး။ကတ်ထဲပါဝင်နေတဲ့ဇက်ကောင်ဟာဂရိဒန္နာယီလာဇူးနမင်းရဲ့သားဖြစ်သူဒါယိုနိုင်းဆက်ဆိုတဲ့ကဗျာစာပေ ဂီတအနုပညာတို့ရဲ့နတ်ဖျားဖြစ်တဲ့အပြင်ဘလို့ပဲတသက်တေကံမရောက်အတမပြောက်ပဲပျော်ရွှင်နေတတ်တဲ့သူတယောက်ဖြစ်လို့ဒီကတ်သာကြားခဲ့မယ်ဆိုရင်ဘလို့ခက်ခဲပဲရှိရှိပေါ့ပေါ့ပါပါနဲ့အကောင်းဆုံးရင်ဆိုင်ပြေရှင်းဖို့စိတ်ဓာတ်ရင်အပြည့်လိုအပ်တယ်ဆိုတဲ့သဘောပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာဆိုရင်အာဒီ tarot card အကြောင်းပေါ့နော်ဒီ tarot card မှာပါသေး the fool ဆိုတဲ့ tarot card အကြောင်းကျွန်တော်ပထမတစ်ခါရှင်းပြပြီးသွားပြီဖြစ်ပါတယ်အဲ့ဒီမှာကတော့ကြမ်းမြင့်ရှင်းပြတာဖြစ်လို့အခုကကျွန်တော် ဒီကတ်ထဲမှာပါဝင်နေတဲ့နမိတ်ပုံတွေပြီးရယ်ပေါ့နော် science symbol တွေပြီးရယ် color psychology တွေအာအဲ့ဒါတွေအားလုံးကိုကျွန်တော်တေချာလေးပြန်လည်ရှင်းပြပေးပါမှာဖြစ်ပါတယ်အခုပထမဆုံးရှင်းပြမယ့်အကြောင်းအရာကတော့ကျွန်တော် target တကက်ကိုကြည့်မယ်ဆိုရင်အပေါ်ဆုံးမှာရှိတဲ့သူက number ပေါ့နော် number ဆိုတာဒီ solar numerology ဂိမ်းစဉ်အဲ့ဟာကိုအရင်ဆုံးကြည့်ရမှာဖြစ်ပါတယ်အဲ့ဟာမှာက तू က 0 3ညအဲ့လိုမျိုးဖြစ်နေရဲဆိုတော့ तू ကအဲ့တော့ဘောင်းဆိုလို့လဲဆိုတော့3ညဆိုတာလောကအကန့်အသတ်မရှိတဲ့ကိန်းစဉ်တစ်ခုဖြစ်ပါတယ်။ तू ရဲ့အင်အားကလည်းပြောရရင်3ညတစ်လုံးနဲ့ဆိုရင်က तू ကဘာမှအသုံးမဝင်ဘူးဘာမှအဓိပ္ပာယ်မရှိဘူးလို့ပြောလို့ရပါမယ်။တစ်နောက်က3ညက ၃ည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 အရေးအတွက်များလာများလာသလားသူ့ရဲ့အင်ဟာကြီးမားလာဆိုရင်သဘောတရားဆိုလိုချင်ပါတယ်နောက်ခံရောင်ဝါရောင်ကကြတော့ကိုကိုကိုယုံကြည်ခြင်းကိုကိုကိုတတိထားမိခြင်းတတိပြုမိခြင်းဆိုရင်အထိပယ်ကိုသွားပြီးတက်ရောက်ပေါ့နော်နောက်တစ်ခုကဘာရှိသေးလဲဆိုတော့ဒီကျွန်တော်ဒီနေမင်းပုံစံမျိုးပေါ့နော်အဲ့မှာအဲ့နေမင်းထဲမှာရှိနေတဲ့အဖြူရောင်ပေါ့အဲ့အဖြူရောင်ကဘာလို့ဆိုလိုလဲဆိုတော့သူ့ရဲ့ယူရချက်တွေက ဟိုရှင်းလင်းနေပြတ်သားနေပေါ့နော်တန့်စင်နေအာ innocent ဖြစ်နေပေါ့ innocent ဖြစ်တယ်ဆိုတော့ तू ကမုံမြတ်တယ်ပေါ့နော်ရန်ကြီးသူ့မှာဟိုညင်ညင်နန်းနန်းတွေးတယ်အဲ့လိုမျိုးမရှိဘူးဆိုတဲ့သဘောတရားကိုပြန်ပြောတယ်ပေါ့နော်အာပြီးတော့သူ့ရင်ဘတ်မှာရှိနေတယ်တလဲသီးပေါ့နော်ရင်ဘတ်မှာဒီအိမ်မှာသူ့ရဲ့အိမ်မှာဖော်ပုံဖော်ထားတဲ့တလဲသီးပေါ့နော်အဲ့တလဲသီးရဲ့တင်ကေတာကကြောင်ဘာကိုကိုစားပြုလဲဆိုတော့စောင်း ကိုစားပြုတဲ့တင်ဂီတာဖြစ်တယ်လို့အတက်တော့ကိုကိုစားပြုတဲ့တင်ဂီတာလည်းဖြစ်ပါတယ်ပြီးတော့နောက်မှာကျွန်တော်ဒီ The Fool ရဲ့လက်ထံမှာကင်လာထုတ်ရှိရောเนาะအဲ့ထုတ်လေးထဲမှာသူကလင်းယုံတင်ဂီတာလေးကိုထည့်ပေးတာအဲ့လင်းယုံကဘာလဲဆိုတော့ Zoo ရဲ့တင်ဂီတာပေါ့เนาะ Zoo ကသူ့မှာ Zoo ဆိုပြီးတော့ ဇူးနဲ့ဖျားဆိုပြီးတော့ကျွန်တော်တို့ကဖော်ညွန်လိုက်ဖော်ညွန်လိုက်မှာလင်းယုံတင်ပေးထားတယ်အသုံးပြုကြရပါတော့အဲ့တော့ तू ကဇူးနဲ့မင်းရဲ့တားဖြစ်တယ်သူ့ခေရဲ့ legacy သူ့ခေရဲ့အမွေအနှစ်တွေသူ့မှာရှိနေတယ်ဆိုပြီးတော့သူကိုယ်တိုင်ကလူတစ်ပိုင်းနဖျားတစ်ပိုင်းဒမ်မီကောဖြစ်တယ်ဆိုတဲ့ဟာကိုဖော်ညွန်တဲ့တော့အဲ့တင်ပေးထားရှိနေပါပါသူ့မှာသူ့တကူစားတကူရစားသူ့ရဲ့အဲ့တလုံးတော့သူ့မှာပါတယ်ပေါ့နော်အဲ့ဟာမျိုးလည်းဆိုလိုချင်တာလည်းဖြစ်ပါတယ်ပြီးလက်ထက်မှာကင်လာတဲ့ပန်းလေးကကြောင့်တန်ရှင်းမှုတွေမုံမြချင်းတွေဆွဲလန်းချင်းတွေကိုကိုစားပြုတဲ့တင်ပေးထားဖြစ်ပါတယ် ပြီးွားရင်ကြတော့ဒီမှာတီထွင်ဖန်တီးမှုနဲ့ပတ်သက်ပြီးတော့ကြတော့ဘယ်ဟာကိုစားယူလဲဆိုတော့သူ့အဲကြီးမှာကလုံးဝဟိုဘောနော်ဟိုလှလပပစီထဲထားရဲဟိုခစ်ကဂျိုကာရဲ့ဝတ်တဲ့ပုံစံမျိုးသူကသွားပြီးတော့ဘောနော်ဟိုဒီဇိုင်းဆွဲထားရဲဆိုတော့အဲ့ဒါဘာလို့လဲဆိုတော့သူ့မှာလည်းတီထွင်ဖန်တီးမှုညံနေအားကောင်းနေဆိုတော့ဒါပြောဆိုလိုပါတယ်အဲသူကသူ့ချက်တော့နှစ်ဖက်ကိုကြည့်ပါတခြားတစ်ဖက်ကကြတော့တစ်ဖက်ကိုလှည့်ထားပြီးတော့နောက်တစ်ဖက်ကတခြားတစ်ဖက်ကိုလှည့်ထားအဲ့တော့သူ့မှာဥတီယာမဲ့ အာဥတီယာမဲ့သူလျှောက်သွားနေဆိုတဲ့သဘောတရားကိုလည်းသူကဆိုလိုချင်ပါတယ်အဲပြီးတော့နောက်မှရှိရတောင်းနေပေါ့နော်တောင်းတန်းနေနောက်မှသူသွားခဲ့ရတာလေအဲ့ရကြောင့်သူ့ရဲ့ရီမန်းချက်တွေသူသွားခဲ့ပြီးသားသူ့ရဲ့ experience တွေပေါ့နော်သူလောက်ခဲ့ပြီးသားအရာတွေသူ့ရဲ့တွေ့ကြုံတွေအဲ့ဒါတွေကိုသာပြည့်တယ်သူကသူ့ချိန်မှာလည်းသူအဲ့လိုမျိုးတက်ခံခဲ့ရတာရှိတယ်ဒါပေမဲ့သူမတည်ခဲ့ဘူးသူ့မှာတွေ့ကြုံတွေအများကြီးရှိတယ်ဒါဒုတိယမြောက်ပြန်ပြီးတော့ပြန်လဲရှင်းတန်တယ်ဆိုတော့အထိပယ်ဒီကိုလည်းသူကသွားတာပဲเนาะအဲ့တော့ဒီကက်ကဘာလို့သွားပြီးတော့ ဒီ target ကက် maintenance တွေကိုပြောရမယ်ဆိုရင် तू ကကက်ကအတက်ကြရဆိုရင်အပြစ်ကင်းစင်နေတယ်ဆိုတာခလေးဆန်နေပေါ့နော်အဲ့လိုမျိုးခလေးခလေးဆိုရင်အပြစ်ကင်းစင်နေရလေအဲ့ဒီသဘောတရားကိုပြောတာပြီးတော့လွတ်လပ်မယ်ပြီးတော့ तू ကတခုခုဆိုရင် तू ကလလိုတိတတ်တဲ့ तू မှာစိတ်လည်းရှိရပေါ့နော်အဲ့လိုသဘောတရားကိုပြောခြင်းတယ်ပြီးတော့အဓိကသွားပြီးတော့ဆောနာအရှိဗီဒီယိုမှာလည်းကျွန်တော်ပြောထားခဲ့ဘူးတယ်အာ तू ကလွတ်လပ်သောစိတ်တွေလွတ်လပ်သော ခံစားချက်တွေအဲ့ဒါကိုကိုစားပြုရလို့ပြောရပါတော့ပြီးတော့သူကစတင်မှုအသက်ပေါ့နော်စတင်မှုအသက်ဆိုတာ new beginning ပေါ့အဲ့ဒါကိုပြောချင်တာပြီးတော့သူရဲ့စတင်လို့စိတ်တစ်ခုခုကိုသူစားလို့တော့မယ်လို့တွေးနေပြီအဲအဲ့လိုဟာမျိုးတွေကိုစားပြုရပါတော့ပြီးတော့ဘောင်းမြန်ပေါ့နော်ဒီကတ်ဒါအကဲဘောင်းမြန်ကြားခဲ့ရဆိုသူကဟို full list ဖြစ်တယ်ပေါ့နော် မိုင်မဲတယ်ပြီးွားရင်ဟိုပော့ဆာရယ်ပေါ့နော်အရာရာလှဟိုဖြစ်တယ်အဲ့လိုစင်ကန်းတော့တို့လောက်တယ်ဗျာပြီးွားရင်နောက်နောက်ကိုပြန်ဆုတ်တယ်သူကလောက်ကမဲ့ကိစ္စကိုဆက်မတိုးဘဲနဲ့တက်ပါဟိုလိုရမယ် ရှိ့ကိုမသွားရဲဘူးအဲ့လိုမျိုးဖြစ်နေတာပေါ့နော်အစတက်ဖြစ်နေတယ်ဆိုတော့ဒိဗယ်မျိုးလည်းသွားတယ်ပြီးွားရင်မစင်မကျင်သူလှုပ်ရှင်အောင်လှုပ်တယ်အမ်ပြီးွားရင်စွန်စားစွန်စားရမလိုဘဲနဲ့စွန်စားရပေါ့နော်ဒီမှာ risk view တယ်ဆိုတော့အဲ့သဘောတရားလည်းပါတယ်ပြီးတော့ဟိုနှုံအရတယ်အဲ့လိုမျိုးတော့မှာအရမ်းမိုင်မဲတယ်ပေါ့ဗျာအဲ့ကရဲ့ဘောင်းမြန် maintenance ကတော့အဲ့လိုမျိုးကိုစားပြုတယ်ပြီးတော့ဒီကက်ကကျတော့ဘာဓာတ်ကိုဟိုပေါ့နော်တကြီးလေးပါရှိရလေးမီးရေလေးကြီးအဲ့မှာဘာဓာတ်ကိုကိုစားပြုလဲဆိုရင်လေဓာတ်ကိုကိုစားပြုရပေါ့နော်ပြီးတော့သူ့ရဲ့ ဂျိုကကြတော့ဘယ်ဂျိုကိုစားပြုလဲဆိုတော့ရှေ့မှာကျွန်တော်ပြောခဲ့သလိုပဲ Uranus ဂျိုကိုစားပြုပါတယ်ပြီးတော့သူက yes or no meaning ပါဆိုရင်သူက yes လို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့သူကဘာပဲဖြစ်ဖြစ်ဒီကိတ်နမိတ်ကြလာတဲ့ခါမှာကျွန်တော်ရဲ့ဟောသက်ဟိုးရင်တွေကဟောခဲ့တဲ့ဟောသက်အရာကျွန်တော်ကြည့်ရမယ်ဆိုပေါ့နော်ဒီကတ်ကဘလို့ပဲဒီကတ်နဲ့ကြလာပြီးတော့ဘယ်မေးကိုမှမမေးအခြေရေးပဲဖြစ်ဖြစ်ငွေကြေးပဲဖြစ်ဖြစ်ဘာဖြစ်အဲ့လိုမေးမေးအဲ့မေးသမျှလူတွေအကုန်လုံးကဒီကတ်ကြလာပြီဆိုရင်သူတို့ကလုံမယ်လို့သူကဆုံးဖြတ်ချက်ချတာပြီးသားလူတွေဖြစ်နေကြတာများတယ်အဲ့တော့ ကျင်းသေးတာကဒီကက်ကိုကြာပြီဆိုတော့အဲ့လူကလှုပ်တော့လှုပ်တော့မှာခင်ဗျားဘလို့ပဲတတသူအဲ့ရောင်သူဆက်လှုပ်တော့မှာဆိုတော့သဘောရှိရောเนาะအာပြီးရရင်တော့ဟိုတရိတ်ဆန်နေနမိတ်ပုံရတရိတ်ဆန်နေနဲ့ကိုစားပြူပြီးတော့ကြည့်မယ်ဆိုရင်ဒီကက်ကဘာတွေကိုစားပြူလဲဆိုရင်လင်းရုံတို့လူတို့အဲ့ဒါကိုစားပြူရပါတော့เนาะကြာကြောက်ဆိုရင်တော့အဲဘလို့ကြောက်တွေနဲ့ဂျိုးပေးလဲပါညာမေးရအုတ်တဲ့အုတ်တဖျားဆိုတဲ့ကြောက်ပေါ့เนาะအဲ့ကြောက်ကိုကိုစားပြူပါတယ်အာအားလုံးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းပြန်ပြီးတော့送ကြမယ်ဗျာ